မင်္ဂလာပါဗျကဲဒီနေ့ကတော့16ရက်5လ2025ဒါထုံးစံတိုင်းကျွန်တော်ဂျပန်သတင်းလေးတစ်ပုဒ်ကိုပြောပြသွားမှာဖြစ်ပါတယ်ဂျပန်မှာလက်ရှိလူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ထူးဆန်းတဲ့လူသက်မှုလို့ယူဆရတဲ့ဒါမှုကင်းတစ်ခုဖြစ်ပေါ်နေပါတော့ဘာလဲဆိုတော့အဲရထားခေါင်မှုပေါ်ရောက်နေတဲ့လူတွေအလောင်းကလောင်ကိုတွေးရှိသွားတဲ့တည်င်းကိုပြောပြသွားမှာဖြစ်ပါတယ်။လက်ရှိဒါဂျပန်မှာပေါ့နော်လူပေါင်းတန်းချီကအဲ့ဒီတည်င်းကိုကြီးရှုထားကြပြီးတော့မှတ်ချက်တွေလည်းထောင်ပေါင်းများစွာချထားကြတယ်လက်တော်တည်င်းပေါ့နော် ရထားခေါင်မှုပေါ်မှာလူတွေအလောင်းတလောင်းအောင်ရောက်ရှိနေပြီးတော့ဒီအလောင်းဟာဘယ်အချိန်ကလေးကဒီရထားခေါင်မှုပေါ်ရောက်နေတာလဲဆိုတာကတော့စဉ်းစားစရာဖြစ်နေရပါဘောနော်တီဆုံးနဲ့တီဆုံးနဲ့ဒီအလောင်းကရထားနှစ်တွဲမြောက်မှာရှိတဲ့ခေါင်မှုပေါ်မှာအဲသူ့ရဲ့အသက်က40အရွယ်ဝင်းကျင်ပေါ့နော်မှောက်ရနေတာနဲ့သူကတီဆုံးနေတာအရက်က185စင်တီမီတာရှိပြီးတော့အနက်ရောင်အင်ကြီးရှိအဘောင်းကြီးရှိဝစ်စင်ထားတယ်သူ့ရဲ့ခေါင်းနောက်ပိုင်းကလည်းသွေးထွက်ပြီးတီဆုံးနေပေါ့နော် ရဲတပ်ဖွဲ့နဲ့မိသက်ကရောက်ရှိလာပြီးနောက်ဒါတည်ဆုံးမှုအတည်ပြုခဲ့တယ်ပေါ့နော်ဒီဂျထားကနာဂါနိုနာဂါနိုဘူတာနဲ့ထွက်လာတဲ့ဂျထားညနေ3:00နာရီ6မိနစ်မှာအဲဒုခမကြီးဘူတာကိုရောက်ရှိလာတယ်လို့ဆိုတယ်ပေါ့နော်အဲ့ဒီတော့စဉ်းစားတဲ့အဖြစ်တာကအဲဒီလူတည်ဆုံးမှုဖြစ်စဉ်ကယထာဘူတာဘူတာကိုရောက်လာပြီးတော့မှမှုကင်းဖြစ်သွားတာလားယထာမောင်းနေနေတဲ့အချိန်မှာဖြစ်တာလားဥပမာပြောရရင်ယထာကဒီလူကိုတိုက်ခဲ့လို့ဒီလူကယထာခေါင်းပေါ်တင်သွားတာလားဒါမှမဟုတ်ရင်ယထာမောင်းနေနေတဲ့အချိန်မှာပေါ့ဗျာရုပ်ရှင်ကားတွေရလို့ပေါ့နော် ယ်ရထားထဲမှာလူတက်မှုတခုလှုပ်ပြီးတော့ဒီလူကိုရထားခေါင်းကိုတင်လိုက်တာလားဒါမှမဟုတ်လေရထားကဒီတုတ်ခါမကြီးပူလာကိုစိုက်ပြီးတော့မှဒါလူတက်သမားကပေါ့နော်သူတက်ထားတဲ့လူရထားခေါင်းကိုလာတင်လာလားဒါမှမဟုတ်ရထားထဲမှာပဲအဲ့ဖြစ်စဉ်ကိုကျူးလွန်ရထားခေါင်းကိုတင်လိုက်တာလားအမျိုးမျိုးတော့ဖြစ်နိုင်တာပေါ့နော် လက်ရှိမှာရဲတပ်ဖွဲ့ကဒါတည်ဆုံတဲ့လူရဲ့နေထိုင်ရာဈေးမြင့်ကိုပေါ့နော်စစ်ဆေးအတည်ပြုပြီးတော့ဘာကြောင့်ဘလို့ကြောင့်တည်ဆုံရလဲဆိုတော့စစ်ဆေးနေတုံရှိပါဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဂျပန်ပြည်သူတွေကဒီတဲ့င်း line ပေါ်ရောက်လာခါမှာအလုံးတရာစိတ်ဝင်စားကြတယ်ပေါ့မှတ်ချက်တွေလည်းအများကြီးပြီးကြတယ်ကြီးစုသူတွေအရင်အောင်များပါတယ်တော်တော်ရှင်းဖြစ်နေတဲ့တဲ့င်းဖြစ်ပါတယ်အဲ့တော့ဒါရုပ်ရှင်ကားတွေလို့ပေါ့နော်ဒါစုံတော့ကားတွေနဲ့မှာဒီလိုမျိုးမုန်ကြီးညမြင်ရတယ်မလားအဲ့တော့အဲတယောက်ယောက်ကဒါလူတက်ပြီးတော့အလောင်းကိုရထားပေါ်လာတင်ပြီးတော့ဒါသူ့လူတက်သွားတဲ့ နောက်ကိုချီရခံမလိုက်နိုင်အောင်အမှုလမ်းကြောင်းလွှဲပြီးတော့ညံကစားပြီးလှုပ်တာလားဒါစတဲ့ပေါ့နော်ရုပ်ရှင်ဆန်ဆန်အဲလူသက်သမားရဲ့ရဲတွေကိုညံကစားတဲ့အကွက်လေလားဆိုပြီးအမှတ်ချက်ပြုကြတာလည်းတွေ့ရပါတယ်အဲ့တော့မိတ်ဆွေတို့လည်းဒီမှုကင်းကိုဘလို့မြင်လဲပေါ့နော်စင်သားလို့ရပါတယ်တင်းလေးရဒီလောက်ပါပဲအဲဒီတင်းလေးကိုတင်ပြခြင်းရလဲတစ်ဖက်မှာဒါပေါ့နော်အဲမြန်မာပြည်လည်းတတိထားကြပါဘုံနော်အမပျောက်ဆုံးနေတဲ့သူတွေပါရှိတယ်ဆိုလဲဒီမှာဆိုရင်သူပြောသွားတာနာဂါနိုဘူတာနေဒီတိုခါမာချီဘူတာဘူတာစီသွားတဲ့ဇာတ်မှာဖြစ်သွားတာပါဒီတင်းလေးကိုဝင်ရပြီးပြောပြလိုက်ပါတယ် ဟုတ်ကဲ့ကျွန်တော်ကတော့2018ကလေးကဒါ Facebook မှာဆိုလဲ Hana Sakari Japan ဆိုတဲ့ပေးမှာဂျပန်သတင်းတွေရေးတယ် YouTube မှာတော့ Yukimi Channel မှာအဲဂျပန်သတင်းပီဒီယိုတင်ပေးပါတယ်ကျေးဇူးတင်ပါတယ်